Hello မင်္ဂလာပါ ခိုင်ပါဒီနေ့တော့ခိုင်နေရာမှာခရီးရပြန်ရောက်တယ်ပေါ့နော်ခရီးရပြန်ရောက်တော့ဈေးလည်းမသွားချင်တာနဲ့ဒီကတိတားရဲ့မှာဗာရီချန်လေးကြီးလိုက်တော့ကကတိတကောင်ရဲ့ပြီးတော့ပူတီတချမ်းရဲ့ချက်မောင်ရွယ်လေးတစီရဲ့ဝသားလေးရဲ့တွေ့ရပေါ့နော်အဲ့ဒါကိုပဲဒီနေ့အစီအပြေသလိုချက်ပါမယ်အဲခိုင်စဉ်းစားထားတာတော့ငားနဲ့ချက်မောင်လေးနဲ့ရုံးမယ်ပြီးတော့ဝသားနဲ့ပူတီနဲ့ကိုအချိုးချယ်လေးချက်မယ်ပေါ့နော် ဲ့တော့အရင်ဆုံးကျွတ်တော်ညီကိုဟင်းနှောင်းဥစားအတွက်တစ်ခါလေးပြီးပါမယ်ကျွတ်တော်ဖြူလေးကိုလည်းညံ့အောင်ထောင်းထားလိုက်ပါမယ်ဟိုတိုက်ခန်းဆိုတော့ဗောနော အောက်ကအင်းကြီးလည်းဒုံဒုံဒုံမဖြစ်အောင်အောက်မှာလက်ခုဝေးလေးခံပြီးတော့ထောင်းပါတယ်ကျွတ်တော်ဖြူလေးညံ့အောင်ထောင်းပါမယ်နော် တုံလူလေးတွေညက်လာရင်တော့မျိုးစုံတွေကနေပြီးတော့ပကံထဲကိုထည့်ပါမယ်။ပြီးရင်တော့မသားရဲ့ငားလေးရဲ့ကိုတခါလေးအချိုးငန်နေပြီးတော့သားလေးတွေထည့်အရသာဝင်အောင်လို့ပေါ့နော်နှံထားလိုက်ပါမယ်။ချိုးငန်နေတဲ့အခါမှာတော့ခါရစားရဲ့ချိုးမုတ်ရဲ့စနူးမုတ်လေးရဲ့ကိုပဲသုံးပါရပေါ့နော်။ ာမီးဖိုးကြောင့်လည်းမာတုံးတဲ့လက်အိတ်တွေကိုအပြာရောင်မဲ့တုံးနေရှိပါတယ်။ဘာဖြစ်လို့လဲဆိုလို့ရှိရင်ဟိုအမဲရောင်တုံးလေးရတယ်အပြာဟိုအကြည်ရောင်တုံးလေးရတယ်ပေါ့နော်။ဒါမဲ့ခိုင်မှုအလိုနေတဲ့ချိန်မှာဒါမှမဟုတ်ရှင်လို့တစ်ခုခုကိုင်ပြီးတော့ညှက်လိုက်တာတို့လှီးလိုက်တာတို့ဖြစ်တဲ့ချိန်မှာအမဲရောင်တို့အကြည်ရောင်တို့ကအစာလေးတွေပေါ့နော်ပဲ့သွားခဲ့သည်ရှိတော့ပောက်သွားခဲ့သည်ရှိတော့ဒီလိုအစာစာလေးကိုဝင်သွားတဲ့အခါမှာဆိုလို့ရှိရင်ဟိုအလွယ်တကူမမြင်ရဘူးပေါ့နော်။မမြင်ရတဲ့အခါကျတော့ရောပြီးတော့စားမိတာတို့ချက်မိတာတို့ဖြစ် မှာဆိုတဲ့အတွက်ကြောင့်မလို့ခိုင်ရဟိုအယောင်လေးမြင်သာတဲ့အပြာယောင်ကိုပဲတုံးနေရှိပါတယ်ရှင်။ဟောငါးလေးတွေကိုလည်းချုံငယ်ပေါ့နော်ဝင်အောင်လို့ဆုပ်ဆုပ်ပြီးတော့နေပေးပါမယ်။သူကအရန်အားနဲ့နေလိုက်လို့ရှင်ငါမှထွက်နေတဲ့အယူတွေကစုရယ်ပေါ့နော်။အားကြောင့်မို့အသားလေးပဲသူတို့ဆုပ်ဆုပ်ပြီးတော့ငါးလေးကိုအရာသားလေးဝင်အောင်လို့ဆုပ်ဆုပ်ပြီးတော့နေပေးပါမယ်ရှင်။ပြီးလို့ရှင်တော့ ဟိုဝတ်သားဟောင်းဟောကိုအရသာလေးဝင်အောင်နိုင်ခွက်လောက်ခြေစာထဲမှာထည့်ပြီးတော့နှက်ထားလိုက်ပါမယ်။ပထမအဦးဆုံးဝတ်သားနဲ့ပူတီချက်ဖို့ဟိုစက်တော်နီစက်တော်ဖြူလေးတွေကိုအရင်ဆုံးစီတတ်ပါမယ်။ ီတက်တဲ့ကြက်တုံလေးညွှန်းလာရင်ခါရအယောင်လေးနည်းနည်းလေးအောင်လို့ပေါ့နော်မြုပ်တီလေးထည့်ပါတယ်မြုပ်တီလေးချက်သွားပြီဆိုရင်တော့ခနာကရတာနှစ်ထားတဲ့ဝသားလေးကိုထည့်ပြီးတော့လုံးပါမယ်ဝသားလေးရဲ့အပေါ်ရန်ကြောလေးတွေတင်းပြီးတော့သူ့မှာပါတဲ့ရေလေးတွေ၆လာပြီဆိုလို့ရှိရင်တော့ခိုင်းကရေထည့်ပြီးတော့ဝသားလေးတွေကိုမိနစ်၃၀လောက်ဥရေအထိပေါ့နော်တည်ထားပေးလိုက်ပါမယ်ရှင် ားလေးတွေနူးပြီးတော့ရေလေးနည်းနည်းလေးခန်းလာပြီဆိုလို့ရှိရင်တော့တုံးထားတဲ့ဘူးဒီလေးတွေထည့်ပြီးတော့ရေလေးအနည်းငယ်ထည့်ပြီးတော့ဘူးဒီလေးတွေဤလာတဲ့အထိပေါ့နော်ပြန် ပြီးတော့တိတ်ပြီးပါမယ်ရှင် ဆယ်မိနစ်လောက်တည်ပြီးရဲ့နောက်မှာဘူးတိလေးတွေလည်းအေးလာပြီဆိုလို့ရှိရင်တော့နည်းနည်းမင်းလေးနည်းနည်းခတ်ပါမယ်။ဥဆိုရင်တော့ဟိုစားကောက်ပြီးတော့ပေါ့နော်ရေခဲတစ်တာရှင်းနေရင်းလေးဖြစ်တဲ့ဝတ်သားနဲ့ဘူးတိလေးကိုလာပါပြီရှင်။အဲ့တော့ခါရနောက်တစ်မျိုးငားနဲ့ချင်မောင်ချက်ပါမယ်။အဲ့တော့ငားနဲ့ချင်မောင်ချက်ဖို့အတွက်စီတတ်ပါမယ်။ဒီထိုင်းနိုင်ငံကချင်မောင်ကြီးကလေသူကဟိုမနူးညံ့ဘူးပေါ့နော်မနူးညံ့ဘူး ဘလောက်ချက်ချက်ပူချိန်အများကြီးနဲ့ပဲချက်ချက်အချိန်ကြာကြီးပဲချက်ချက်ချင်မဣပြီးတော့မပြဲသွားဘူးပေါ့နော်အားကြောင့်မလို့ခါရချင်မောင်လေးတွေကိုနူးညံ့ပြီးတော့ဟိုဒီနေ့ဣဣလေးဖြစ်သွားအောင်လို့ချင်မောင်ရွက်တွေကိုခြွေပြီးတော့တိတ်တိတ်လေးတွေညှက်ထားပါမယ်ပြီးလို့ရှိရင်တော့တတုံဖြူမီစီတက်မယ်စီတက်ပြီးလို့ရှိရင်တော့ချင်မောင်ရဲ့အစိမ့်အနှံ့လေးတွေပြအောင်လို့ချင်မောင်ရွက်ကိုထည့်ပြီးတော့အရင်ဆုံးလုံးပါမယ်ရှင် ချစ်မောင်ကိုအရင်မလုံးမနေငါကိုစီတက်ပြီးမှထိတ်လေးရတာပေါ့နော်ဒါမဲ့ခါရချစ်မောင်ရဲ့အစိမ့်နဲ့ရင်ထွက်နေရမကြိုက်တဲ့အတွက်ကြောင့်မို့လို့ချစ်မောင်ရက်ကိုအရင်ဆုံးလုံးပြီးတော့ချစ်မောင်ရဲ့အစိမ့်နဲ့လေးပျောက်ပြီးတော့နူးသွားတဲ့အထိအရင်ဆုံးချစ်မောင်ရက်ကလေးကိုလုံးချက်ချက်ပါရရှင် မွေနေရင်းနဲ့အောက်ကအိုးကကတ်လာတဲ့အတွက်ကြောင့်မလို့ရေလေးနည်းနည်းထည့်ပြီးတော့ချမောင်ရွယ်လေးတွေကိုဆက်ပြီးတော့လုံးပါမယ်။ပြီးလို့ရှိရင်တော့ချမောင်ရွယ်လေးတွေမှုဤပြီးတော့အစိမ့်နှံပြောက်သွားတဲ့အထီကိုရေလေးထည့်ပြီးတော့ခဏလောက်တည်ထားလိုက်ပါမယ်ရှင်။ချမောင်လေးတွေနှုံးပြီးတော့ရေလေးလက်ခမ်းလာပြီဆိုလို့ရှိရင်တော့ခဏအရသာနှက်ထားတဲ့ငါးလေးကိုထည့်ပြီးတော့ငါးနဲ့ချမောင်လေးကိုနှံ့သွားအောင်လို့တခြားလေးလုံးပါမယ်။ သားလေးတွေမကြက်ခင်ကိုခိုင်းအားအားရမွေးလိုက်ပါတယ်အဲ့ဒါမှကြက်သွားတဲ့အခါကျလို့ရှိရင်တော့ထပ်ပြီးတော့မမွေးတော့ပါဘူးဘာလို့လဲဆိုတော့ငါအတုံးလေးတွေကြေးသွားမှမကြိုက်လို့ပါရှင်ငါအနေချင်မမေကိုရေလေးထည့်ပြီးလို့ရှိရင်ငါသားလေးတွေကြံအောင်ခဏတည်ထားလိုက်ပါမယ်ရတာအတွက်စားနဲ့ချိုးမှုလေးကိုနောက်ကနေပြီးတော့လိုက်ထည့်ပါမယ်။ကိုချာကန်ဒီမှာပေါ့နော်အရာသာလေးကိုကိုကိုတလို့ပြင်လို့ရပါတယ်ရှင်။ ပြီးလို့ရှိရင်တော့ဖုံးလေးအုပ်ပြီးတော့ငါးလေးညက်သွားတယ်ဒီခဏတည်ထားလိုက်ပါမယ်။ငါးသားလေးညက်ပြီးရောရည်လေးလက်ခံလာပြီဆိုလို့ရှိရင်တော့အသင့်ပြင်ထားတယ်။နည်းနည်းမင်းလေးရဲ့မြုပ်ကြီးစိန်ခွဲထားလာလေးရဲ့ကိုထည့်ပြီးသွားလို့ရှိရင်တော့ချစ်ချင်းဆက်ဆက်နဲ့ရန်စားလို့ကောင်းနေငါးချင်မောင်ဟင်းလေးတစ်ခွက်ရပါပြီရှင်။ကျေးဇူးပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်တတ။